တနင်္ဂနွေနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကြိုးပမယ်အမျိုးသမီးမိတ်ဆွေကြီးတူအကြီးအကဲဒုထံမှာကောင်းသောကူညီရမယ် စူပန်းတွဲပဲလုပ်သောလုပ်ငန်းတို့မှာကောင်းသောကျိုးဆက်ရမယ်။ကာလရှိကြာဆိုင်းငံ့ထားတဲ့လုပ်တွေအဆင်ပြေမယ်။ရတတ်တဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်။ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်။မိမိဘဝမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းရှိပြီ။ကိုယ်ပိုင်ယက်တီချက်နဲ့လောကခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်။ ရှင်ရဲ့နေရာတော့ရာရာစင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းကိုကြောင်းမယ်အတို့ပြေစုံမယ်ကိုယ့်ရဲ့နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်စင်ပြေမယ်ဆယ်ရဲ့နေရာနေုံလားပြေနေဖြစ်တဲ့အဲ့ဒီနေမှာအချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပျိုးရန်ရက်ဖြစ်တဲ့ခြံတော့၄တော့မှာ ပတောက်ပင်ကိုအကန်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်းသန်စီခြင်းဖြင့်လုံခြုံရင်းရမယ် ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိပတောပင်တို့ကိုစိုက်ပျိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ၃နိုင်ချိန်မှာစည်းပေနေပေရဲ့အရှိတောင်ကိုင်းကနေစည်းကမ်းကိုဖြတ်ပြီးရှစ်လက်မှအလျားဖြတ် အခောက်ခွာပြီးရွှေအောင်လေးတုတ်ပြီးတော့လက်ဖွင့်ကန်ပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။စတေးရနေ့မှာအလုံးစုံကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်။စနေရနေ့မှာလမ်းကြောင်းသစ်ထွင်ပြီးလှုပ်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်။စသုံးရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုက္ခလောရတတ်တယ်။ ဇလေးရဲ့နေမှာမူလစီစဏတမျိုးလက်တွေ့တမျိုးဖြစ်နေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တရားတို့ကိုကောင်းစွာကြိုးပေးခြင်းနဲ့တိုးတက်ခြင်းဖြစ်ကိုဖန်တီးနိုင်လိမ့်မယ်။တပတ်တာအတွင်းတနင်္လာနေ့သောကြနေ့ကနေ့မွေးသူတွေကောင်းကြိုးပေးပြီးဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ။၆ခုကိုကနန်းနေ့ကြိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေ။ ကောင်းသောကတ္တမနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တော်ကိုဖျားကပ်သူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါဂျူလရှေကန်နေ့14ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပေးပဲခီးကိစ္စဆင်ပြေပဲ ပစ္စည်းပြောက်တတ်တယ်။ရှင်ကြီးသူများနဲ့စကားများတတ်တယ်။လူမျိုးခွဲကပြားများနဲ့ချိုးပေးတယ်။ခြံအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ်။နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်မန်းချစ်တဲ့သူကိုလက်တွေ့ခောင်းထည့်ဖို့နိုင်တယ်။ရတတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တယ်။ငွေကြေးပေးယူကိစ္စတွေမှာတတိနဲ့ဆောင်ရွက်ရမယ့်ခန္ဓာကိုယ်ကြာရောက်တယ်။ရှင်ရဲ့နေမှာ ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ရအဆင်ပြေမယ်ကိုယ့်ရဲ့နေမှာဝေကြီးလက်လာပါကံဥစ္စာကံတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းတွေရှိဆယ်ရည်နေဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်စစ်တွေနဲ့ကြုံတွေ့ရတတ်တယ်ဆယ်ရည်နေ မှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်။ခြံဝင်းတဲ့နေသူများခြံတောက်လေးတောက်မှာပတောက်ကိုင်းလို့ကို ထိုးပြီးတော့ဆက်ပြုတ်ထားပါ။အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေ ပတောက်ပင်ကိုဆက်ပြုတ်ပြီးတော့ကိုယ်အနီးပါးမှာထားရှိပါ။ထူးခြားတဲ့အနေအထားတွေရှိလာပါလိမ့်မယ်။ လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရက်နေ့ဇွန်ညနေ3နိုင်အချိန်မှာစီးပင်တပင်ရဲ့ရှေ့တောင်ကိုင်းကနေစီးကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းမှာရောင်းမပွဲပွင့်စေတဲ့အဆောင်ဖြစ်လာတယ် စတဲ့နေ့မှာရေးပါတဲ့ပြောင်းလဲမှုတွေတိုးတက်မှုတွေရှိမယ်။ရှင်းမှန်းချက်တွေကိုလက်တွေ့ခေါင်ထည့်ဖို့နိုင်မယ်။စတဲ့နေ့မှာရတတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်တဲ့လမ်းကြောင်းတွေကိုပြန်ပွဲမယ်။ဆက်သောရက်နေ့သူတို့ကြကြကောင်းချင်းကံတဲ့စူပေါင်းလုံကအကျိုးပေးခြင်းဘဝတိုးတက်ခြင်းတွေရှိ။ဆက်လေးရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်။မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကို ပြောင်းလဲတိုးတက်သောအနေထားနဲ့ ကောင်းသောကံကြမ္မာအချိုးပေးမှုအစစ်အစရရှိမယ်။ဇာတပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းချိုးပေးတဲ့တနင်္ဂနွေတင်လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနန်းနေအချိုးပေးတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆိုင်တဲ့မှာဖဲကြိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်မွေးနတ်သာဖြန်ပြီးလူနဲ့ဆောင်ထားပြပါ ထူးထူးခြားခြားကောင်းခြင်းနဲ့အကျိုးပေးခြင်းကံဒီရှိတာပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့14ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမဲ့တိုက်ခတ်များမဲ့တပားသူကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမဲ့အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ ငွေကြေးအပေးယူကိစ္စတွေမှာငင်းပွားတတ်တယ်။စင်းစရာရှုပ်ထွေးများကြာပံဝင်ပတ်သက်ရတတ်တယ်။ရသင်းရတိုက်တာတွေကြံ့ကြမယ်။ကိုယ်နာမည်သိက္ခာထိခိုက်အောင်လိုက်လံပြောဆိုဆွဆွဲသူတွေနဲ့တွေ့တတ်တယ်။အထင်မှားမှုတွေကို ဖြေရှင်းရတတ်တယ်။သူတစ်ပါးပြဿနာ ကိုပြဿနာ ဖြစ်တတ်တယ်။စေတနာဝေဒနာ ဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။ အိမ်မှာမကြာခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နှောင့်ရှယ်များခြင်းတွေရှိတယ်။ရှင်းရနေရတော့အညာဆိုးနှွမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာတော့အရာရာဆင်ပြေတယ်။ကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိပဲ။ဆယ်ရနေ့မှာဥတီကျက်စစ်တွေလုပ်ငန်းစစ်တွေလုပ်ကိုင်းပြီးတော့အရာရာဆင်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မကျက်စစ်တွေအောင်မြင်မယ်။အဲ့ဒီနေ့က နေုံလားပြင်းနေလည်းဖြစ်တယ်။လားပြင်းနေနေငါနေနေတိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာစည်းပင်တပင်ရဲ့အရှိတောင်ခိုင်ကန်ဒီစီကန်ကိုဖြတ်ပြီးတော့ရှစ်လက်မှလျာဖြတ်အခောက်ခွာ ရွှေအောင်တုတ်ပြီးတော့အယောင်းဝယ်စီဝါလုပ်တဲ့နေရာမှာအဲ့ဒါလေးထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲ နေုံလားပြည်နေနေုံလားပြည်နေရဘတော့ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင့်လေးခုမှာဘတော့ခိုင်းကိုစိုက်ပြီးစိုက်ပြိုးထားမယ်နောက်ပြီးတော့မြေတစ်ခုမှဖြစ်စေဟိုးထဲမှဖြစ်စေဘတော့ပင်စိုက်ထားလို့လေရအဲ့ဒီမှာစိုက်ပြိုးတဲ့ဘတော့ပင်တွေမှာထူးခြားတဲ့စွမ်းသက်တည်ရှိပြီးတခုတည်းမြဘေးရနေကင်းတယ်အိမ်မှာထားလို့ကောင်းတယ် စတတရနေ့ကတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်။စတတရနေ့ကမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှအစဉ်ပြေသွား။စသုံးရနေ့ကအရာရာတိုက်ခံတဲ့ကြုံမယ်ပြီးမှအစဉ်ပြေမယ်။စလေးရနေ့ကအပြောင်းလဲတဲ့တိုးတက်မှုစစ်တွေကို ဖန်တီးခွင့်ရှိတဲ့အနေထားတွေကြုံမယ်။ဇာသာပတိနေဗုဒ္ဓနဲ့ တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်၁၅ကိုကနန်းကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီဘာမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါတယ် ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ၈ရက်နေ့ရက်နေ့၁၄ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရေမှန်းချက်သိအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တွေဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့လို့လောက်ရနေမယ်ဆုံးဖြတ်ချက်တွေမှန်မယ်ရှိမှန်းချက်တွေအောင်မြင်မယ်ခက်ခဲအောင်ကြော်လာနိုင်မယ် ဥတီလိုက်တဲ့အတိုက်ခံစီမံမဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တိုးလုခဲ့တာကောင်းတယ်စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်းကောင်းတွေလက်လုံးကျဖြစ်သွားတာမြင်ကြုံမယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်းကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာစင်ပြေသောနေထိုင်တဲ့တွတ်တဲ့တဲ့ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်ကိုယ့်ရနေမှာ ရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရည်နှစ်အရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့လပြည့်နေ့နေုံလပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှစိုက်တာ။တမရသခိုးဘေးဥပါနေကင်းတယ်။နောက်အင်းအိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တစ်ပင်ရှေ့မှာဆိုင်ရတယ်ရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။ နေုံလားပြင်းနဲ့ဗတော့ပင်ဆိုင်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ဗတော့ပင်ဆိုင်တဲ့ရက်ဒီတနေ့လုံးမှာတည့်ရက်ဖြစ်စီအဲ့ဒီရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်။နောက်လားပြင်းနေနေကလေးနဲ့တိုက်ဆိုင်တယ်။လက်ပွင့်ရောင်းကောင်းစေတဲ့ရတရားစီရင်လှုပ်လို့ရတယ်။ညနေ3:00နာရီမှာတော့အမ10နေဂျွန်နာစီပင်တပင်ရဲ့ရှေ့တောင်ကိုင်းကဇီကန်ကိုဖြတ်ဇီကန် ခဲရန်လုံးသာသာလောက်ဆိုရင်ကိုရတယ်ရှင်းလက်မတရားဖြတ်အခောက်ခွာ ရွှေရောင်တော့လက်ဖွင့်ကံပွင့်စီတဲ့ဆောင်ဖြင့်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအ мян ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ဖွင့်ကံပွင့်စီတာစတ္တရနေ့မှာတော့အင်းနေ့မှာကြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လို့တည်လောအောင်စတ္တရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအစဉ်ပြေမယ်စသောရနေ့ငွေချေးကလက်လာဘကစီဘကံကောင်းတယ် ဇလေးရဲ့နေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာစင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့တိုးတက်မှုကောင်းတွေကိုရရှိမှာဖြစ်တဲ့တနင်္လာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြနေ့တနင်္ဂနွေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြရင်ရောင်မိခောရောင် ဒီအောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကောင်းခြင်းခံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူနာ၁၀ရက်နေ့ကနေ၁၄ရက်နေ့တော်တွင်မှာ လက်ပွင့်မယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောက်ကံစီဝါတိုးတက်မယ်ရှင်ပြန်မှုမသမျှအောင်မြင်မယ်ရှင်ဆွေဘဝနဲ့ပုံမြင့်တဲ့နေထောင်ကိုပြောင်းတိုးတက်ပြီးတော့လိုရာစန္ဒမှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကျကျလုပ်ကင်ကြိုးပေးလိမ့်မယ်လုပ်ငန်းဝင်ကသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမှုမြတ်မှကောင်းသောကြိုးပြရမယ်ဒီကလာအတွင်းဆုံးဖြတ်ချက်တွေကိုမှတ်မယ် ပညာရှာသူများလိုရာပြည့်စုံမယ်တည့်ရက်နေ့အရာရာဆင်ပြေပြီးတွတ်တဲ့တဲ့နေ့ကိုယ့်ရက်နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရက်နေ့အဟောင်းနေသစ်ပြန်ဖြစ်မယ်ပြဒနာဟောင်းနေဖြစ်ရှင်းနိုင်မယ်ရပိုင်ခွင့်ဟောင်းနေပြန်ရမယ်ဆက်တည့်ရက်နေ့ထူးထူးခြားခြားပြဒနာနှစ်ခုဖြေရှင်းပြီးအဆင်ပြေသွားနိုင်တယ်တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ်ဆယ်နှစ်ရက်နေ့တပါးသူအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ် ဆက်သွန်းရနေ့မှာနာယေကိစ္စအခက်ခဲကိစ္စတပတ်စုကြမ်းမိုက်ကိစ္စတွေလက်လံကူညီရတတ်တယ်။ဆက်လေးရနေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေသားကိုရရှိပဲ။ဒီကာလအတွင်းဂျူနာ၁၀ရနေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်။ဂျူနာ၁၀ရနေ့ကနေုံလားပြင်းနေတဲ့တိုင်ဆိုင်နေနေုံလားပြင်းနေဟာပဒောက်ပင်ဆက်ပြိုးရတဲ့နေ့ဖြစ်တယ်။ပဒောက်ပင်ကိုဆက်ပြိုးခြင်းဖြင့် ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရဲ့ပတောက်ပင်ကဒီရက်မှဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပတောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခိုးတမြရရကင်းတယ်အန်ဒီကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်ဒီမှာလည်းအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လည်းစိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့ ရှိသမျှကာလပတ်စိုက်တသမျှကာလပတ်နိုင်နေခဲ့တယ်။နောက်ဆယ်ရနှစ်ဂျူညက်ထူးခြားချက်တစ်ခုကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နိုင်ချိန်မှာဇီးပင်ရဲ့အရှိတောင်ကင်ကဇီးကင်ခဲရလုံးသားသားလက်ညိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီး အလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါရောင်းကျင်တာရှိတို့ပြီးအ мян ထွက်စေဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်လေဒီကလာတော်တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့အခါမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ် ရှစ်ကိုခွန်ကနန်းနေကြိုးပေးတယ်။အပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးရမယ်။ရွှေရောင်တွေ့ကြိတ်တစ်ခုနဲ့ငွေရောင်တွေ့ကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပဲဆိုင်တဲ့ထဲဆောင်လိုက်ပါ။ထူးခြားစွာကောင်းလာပါမယ်။ကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ7ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာ အတိုင်ခံရာအလုံးကိုကြော်ပြီးဘဝတွတ်တယ်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီးအောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လုပ်တဲ့ကိစ္စအဆင်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်နဲ့တွတ်တယ်မှုရရှိသွားမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စတွေရှင်မန်းချက်စစ်တွေကိုအလုံးစုံအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့နေထားနဲ့တွတ်တဲ့တဲ့ကံတွေပေါ်ပေါက်မယ် ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတွတ်တဲ့မယ်ကိုရနေမှာရပိုင်ခွင့်ဟောင်းနေပြန်လဲတောင်းဆိုနိုင်တယ်ဆယ်ရနေမှာငွေကြေးကိစ္စလုံးသမျှအစဉ်ပြေမယ်ဆယ်တရနေမှာအပြိုင်ဆိုင်ကြားမှာတွတ်တဲ့မယ်ငွေကြေးလက်လာပါဘဝတွတ်တဲ့မယ်ဆယ်နှစ်ရနေမှာရန်တိုက်ခံကြားမှာတန်လန်းပေါ်ခြင်းခက်ခဲအလုံးဖြစ်ရှင်းနိုင်ခြင်းနဲ့တွတ်တဲ့ခြင်းရှိ73ရနေမှာလူယုံဒုက္ခပေးတဲ့လူလိန်လူကောက်တတိတာ ဆယ်လေးရက်နေ့မှာရှင်ဒီမြို့နယ်ဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။ဒီကာလအတွင်းဆယ်ရက်နေ့မှာ ထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ့်ကိစ္စနှစ်ရက်ရှိတယ်။ဆယ်ရက်နေ့ဂျွန်ကနေုံလားပြည်နယ်နဲ့တိုက်တယ်လေ။နေုံလားပြည်နယ်မှာပတောက်ပင်ဆိုက်ရတယ်။ခြံတောင်းနေမှာဆိုက်ဒိုင်းနဲ့ဆိုက်အိမ်နေမှာ မြေချပြီးပင်ပေါင်းဆိုင်ဆိုင်အိုးနဲ့ဆိုင်ဆိုင်အန္တရာယ်ကင်းတဲ့ဘေးရှင်းတဲ့ထူးခြားတဲ့ဖုံးကန်တောက်ပါခြင်းရာဓမြအန္တရာယ်သကုတ်အန္တရာယ်ကင်းပတောက်ပင်တွေကနေုံလားပြည့်နေမှာပဲဆက်ရတာတနေ့မှမတည့်ရပဲနောက်အဲ့ဒီဆယ်ရက်နေ့ကျွနေုံလားပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လားပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ပွင့်ကံပွင့်စေတဲ့စီရင်တော့လို့ရတယ် ညနေ3နိုင်ချိန်မှာတော့ဇီးပင်တပင်ရဲ့အရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာတညိုးလုံးသာသာတောင်ရှိတဲ့ဇီးကဲဖြတ်ပြီးတော့ရှစ်လက်မတရားဖြတ်ပြီးတော့အခောက်ခွာ ရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်တာရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးရောက်လက်ပွင့်ကပ်ပွင့်ပြီးတန်းကောင်းတယ်။နောက်ဒီကံလာတော်တွေမှာတင်းလိုက်အင်္ကာဘုသူမွေးသူတွေကိုအချိုးပေးတယ် စနေနေ့မွေးတဲ့သူတွေတနေ့ငွေနေ့မွေးတဲ့သူတွေကြောင့်စစ်ရှုပ်ရမယ်တင်္ဂါခုကနေ့ညချိုးပြတယ်အဝါရောင်လေးမောင်ရောင်နို့နေရောင်တွေဝေးပြီးလွှင့်ရှိရဆောင်ရွက်အဝါရောင်ပန်းပွင့်ဖျားကတ်တူပြီးလိုရာဆူတောင်းဆူတောင်းဖြစ်ယေရှုတင်ပါစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ၈ရက်နေ့ကနေစပြီးတော့ ၁၄ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်အတိုင်းခံကြမှတိုးတက်မယ်ဆောင်းရဲသမျှထူကြတဲ့ကံဖွဲ့မယ်အပြိုင်ဆိုင်အလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပေါက်မယ်သူတစ်ပါးမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုကအောင်မြင်လို့ကံဆောင်ရဲ့အကျိုးပေးတဲ့ကံလာဖြစ်တဲ့ကိုလုံးသမျှခီးရောက်ပြီးကြိုးရှိတဲ့ကံနဲ့တိုးတက်ခြင်းကိုကြောမယ်ရှင်ရဲ့နေ့မှာရာရာဆင်ပြေမယ် တို့တဲ့မယ်ကိုရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်ဆယ်ရဲ့နေ့မှာချူကြတဲ့ပြောင်းလဲမှုနဲ့တို့တဲ့မှုတွေရရှိမယ်မိကောင်းဆွေကောင်းထောက်ခွင့်ရမယ်ဆတ္တရဲ့နေ့မှာခီးကံကောင်းမဲ့ပြောင်းလဲတဲ့တို့တဲ့မယ်ဆန်းရဲ့နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝတို့တဲ့မှုစစ်စင်ရစသောရဲ့နေ့မှာခီးကိစ္စအောင်မြင်မယ်လူမျိုးကွဲအကျိုးပေးမယ်ရန်နဲ့မတော်စတိခဲ့မှုကြီးကျူးဆန်း ဇလင်းရဲ့နေ့မှာတော့ပေါ်ပေါ်လာတဲ့ခြေတွေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းဂျူနာ၁၀ရက်နေ့ဟာမြင့်မြတ်သော ထူးခြားတဲ့အစီအစဉ်တွေလုပ်နိုင်တဲ့ရက်ဖြစ်တယ်။နေယုံလပြည့်နေ့အိန္ဒိယပတောပင်ဆက်ရတဲ့နေ့ဖြစ်တယ်။နေယုံလပြည့်နေ့ကတစ်နှစ်လုံးမှာမှပတောပင်ဆက်ပြီးရက်ကောင်းရက်မြတ်ဖြစ်တယ်။ အဲ့ဒီမှာစိုက်ပြိုးတဲ့ဗရောက်ပင်တွေဟာပဝင်းကျင်ကိုထိမ့်သိမ့်ပေးတယ်။ရံအန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံတွေမှာဒေါင်းတွေမှာစိုက်ရတယ်။အိမ်တွေမှာလည်းစိုက်ပြီးတော့အိမ်ရှိမှာထားပေးပါ။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3:00ချိန်မှာဈေးပင်ရဲ့အရှိတောင်ကန်ကန်တွေ စည်းကမ်းတကမ်းဖြတ်ပြီးတော့ရှင်းလင်းမာလီယာဖြတ်အခောက်ခွာရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်းနေနဲ့ဆိုင်မထားရောကောင်းဝေကောင်းတယ်စတည့်ရနေ့ဒီကလာတွေလူများနဲ့ဆက်ဆက်တဲ့ကဏ္ဍမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ် တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဝေသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်တလီကိုကနန်းနေကြိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါသွာလာစဉ်ကာလတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုတူတန်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်